ီဒီယိုခွေရီရှောင်းရင်းကနေမင်းသားဖြစ်လာခဲ့နေမိ ပြည်ထက်ကြီးရဲ့မင်းသားနေမင်းကတော့အမှုပညာတာဝန်မရှိဘဲသူကိုယ်ရန်စူးစမ်းရုံးကန်ခဲ့ပြီးမင်းသားဖြစ်လာခဲ့တာပါနော်မင်းသားနေမင်းဟာအများကချစ်ခင်အားကြရလောက်တဲ့နေမင်းဆိုရင်နာမည်တလုံးရဖို့ကိုဗီဒီယိုခွေရောင်းရင် ရေခဲကြောင်းနေကြောင်းရင်နဲ့သူကိုယ်သူစူးစမ်းခဲ့တာဖြစ်ပါတယ်နေမင်းဟာခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေကိုကိုယ်ရန်ရိုက်ကူးနေပြီးဒါရိုက်တာတယောက်ဖြစ်အောင်စူးစမ်းနေသူဖြစ်ပါတယ်အစရောဖြုံးမြအောင်ကိုလည်းတွဲဖက်ခေါ်ခဲ့ပြီးသူ့ရဲ့တင်ပြမှုနဲ့အတူနှစ်ယောက်သားနေရာတစ်ခုရအောင်စူးစမ်းခဲ့တာလည်းဖြစ်ပါတယ် နေမင်းဟာလူတွေသိမ့်မသိတဲ့တက္ကလာမျိုးလေးကနေပြီးကံကုံမျိုးကြီးကိုတက်လာကဗီဒီယိုခရီးရှောင်းရင်အတံမဝမ်းချောင်းပြုတ်ခဲ့သူဖြစ်ပါတယ်။သူပုံစံနဲ့လည်းမင်းသားတယောက်ဖြစ်လာမယ်လို့မထင်ထားဘူးလို့ဆိုပါတယ်။သူ့မျိုးလေးမှလည်းသူဟာဗီဒီယိုခရီးလက်ကားပြန်ပေးပြီးရုပ်ရှင်အောင်သေးလေးကိုတော့ငှားပြီးခရီးပြခဲ့ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်ကဗီဒီယိုခစ်ဆိုတော့ဗီဒီယိုရှုံတွေမှာတောင်းရောက်ကြည့်ရှုရတဲ့ခစ်ဖြစ်ပါတယ်။ သူ့ပုံစံနဲ့လင်းရှန်ကုန်မြို့ကိုတက်ရောက်လာခဲ့ပြီးဒါရိုက်တာကြီးတယောက်နဲ့တွေ့ကသူ့ပုံစံကိုသဘောကျပြီးမင်းသားတယောက်ဖြစ်အောင်တင်ပေးခဲ့တယ်လို့ဆိုပါတယ်။မင်းသားနေမင်းဟာနေမင်းလိုမဖြစ်ခင်မှာအတော်လေးစူးစမ်းခဲ့ရပြီးသူ့တယောက်ထင်းရအားနဲ့တူသူ့ကိုယ်ရဲ့ပံ့ပိုးမှုနဲ့ပေါင်းဗီဒီယိုရှုံးလေးတည်ထောင်ခဲ့ပြီးအဲ့ဒီကလေးကဗီဒီယိုစကားတွေကို YouTube ခဲ့တယ်လို့ဆိုပါတယ်။ သူဟာသူ့ငယ်ဘဝအိုက်ဒေါ်မင်းသားကြီးကျော်ရောင်ရဲ့အိုက်တင်တွေနဲ့တခြားသောမုတ်ချင်လေးတွေကိုလေ့ကျင့်ကတရုတ်ဆောင်ဖျောင်းစူးစမ်းခဲ့သူပါလုပ်ငန်းကဗီဒီယိုလုပ်ငန်းလုပ်တာမို့တနေ့ကိုရုပ်ရှင်စကားပေါင်းနှစ်ကားကြီးကအတွေ့အကြုံယူခဲ့ပါတယ်သူဟာလုပ်ငန်းတစ်ခုရဲ့လုပ်တတ်သူမဟုတ်တာကြောင့်ရုပ်ရှင်ရုံမှာရှေ့ခဲ့ချောင်းရောင်တရက်ထိုးချောင်းရင်နဲ့အပုံငွေရှာခဲ့သူဖြစ်ပါတယ် ရုပ်ရှင်ရုံထောင်ရင်နေကသူတွေကိုလည်းဗီဒီယိုခွင်ရင်လက်ကားပေးကအလုပ်ပေါင်းစုံကိုစူးစမ်းကြတာဖြစ်ပါတယ်။မင်းသားတယောက်ဖြစ်ပြီးဆိုတော့လေသူ့ကိုယ်ပိုင်စွမ်းစားနဲ့တယောက်ဆောင်ကောင်းတယောက်ဖြစ်အောင်စူးစမ်းပြီးစီနီယာရီပေါ်မှာလေးစားခဲ့တာလို့ပြောပြခဲ့ပါတယ်။နေမင်းဟာခုကမှလည်းသူ့ရဲ့ငယ်ဂျူနီယာတွေကိုလမ်းပြသင်ယူပြီးဒါရိုက်တာလုပ်ငန်းကိုလည်းလုပ်ကိုင်းကတည်ယူဆောင်နေတွက်ဖက်ပြီးတခြားသောနုပညာသင်ငယ်တွေကိုလက်တွဲကော်ခဲ့တာအမြင်ပါပဲနော်။ အစောရောဖြူမြအောင်ကိုလည်းသူတက်တင်နားလေတဲ့နုပညာလမ်းကြောင်းပေါ်မှာလည်းရှိရာကုန်နီးပြခဲ့ပြီးရုပ်ရှင်ထုတ်လို့ရီကိုဦးစီးလုတ်ကင်နေတာဖြစ်ပါတယ်။သူ့ရဲ့မွေးရမြေကိုရှောက်တုံးရောက်ခိုင်းမိဘဆွေမျိုးတွေနဲ့မိတ်ဆက်ပေးခဲ့ပြီးသူ့ရဲ့ငယ်ပေါ်ကဖြတ်တန်းပုံစံတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။ သူရဲ့စက်ဖွဲ့သားတွေကိုဆွေမျိုးမိဘတွေနဲ့အတူမိတ်ဆက်ပေးခဲ့ပြီးတကယ်ကိုတပောင်ဝကြရင်မင်းသားတလက်ဖြစ်ပါတယ်။ငယ်ဘဝကကြိုးစားခဲ့တဲ့ရုပ်ရှင်ရောအဟောင်းလေးနဲ့ဗီဒီယိုခွေဆိုင်လေးကိုလည်းလိုက်ပြကမီဒီယာကရီကိုချပြခဲ့သူပါ။အစိုးရဖြူမြောင်နဲ့ညီကိုရင်းချပါမှာရှင်းနေခဲ့ပြီးသူရဲ့စက်ဖွဲ့တွေနဲ့အတူနေရာတစ်ခုရှောင်းအတူတူကြိုးစားနေကြတာဖြစ်ပါတယ်။ ဗီဒီယိုခင်မောက်တော့တာကြောင့်ပြည်သက်တွေကတော့မင်းသားနေမိကိုရုပ်ရှင်ကားကြီးတွေနဲ့စီဒီတွဲတွေမှာတွေ့ချင်နေကြပြီးအရှင်လူအမှုပညာလုပ်တွေကိုလောက်ကင်မှုပြောင်းဆိုနေကြပါတယ်မင်းသားနေမိကလည်းအမှုပညာလုပ်တွေကိုတချိန်ကျပြန်လုံမှာပါအခုကအစီအစဉ်မဆွဲရသေးတော့ရိုက်ကူရဲ့ပရိုဂျူဆာလုပ်ကိုပဲဒီဇိုင်းမမတ်ကြိုးစားနေတယ်လို့ပြောပြလာခဲ့တာဖြစ်ပါတယ်ဒီတော့ပြည်သက်ကြီးရဲ့ဗီဒီယိုခရီးရှောင်းရင်းကနေမင်းသားတယောက်ဖြစ်လာအောင်ကြိုးစားခဲ့တဲ့မင်းသားနေမိရဲ့ပုံမှန်မှတ်ချက်လေးတွေပြောပြပေးခဲ့ကြပါအောင်ရှင်